အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live season ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ် ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီနေရာကနေပြီးတော့ကျွန်တော်စုမုံကောင်တောင်းပေးလိုက်ပါတယ်အဲ့ဒါဒီနေ့ကျွန်တော်တို့ဒါဒီနေ့မနက်မှာလီဗာပူးရဲ့အပြောင်းရွှေ့ update သတင်းလေးတွေကိုနည်းနည်းလေးပြပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီနေ့မှာဒါကျွန်တော်လီဗာပူးအသင်းရဲ့အပြောင်းရွှေ့မှာဒါကျွန်တော်တကယ် update အနေနဲ့ထပ်ပြီးထူးတာတွေရှိတယ်ဘောနော်အဲ့တော့ဒါကောလာဟာလာဖြစ်နေတဲ့အပိုင်းတစ်ပိုင်းလက်ရှိမှာတကယ် reality ရဖြစ်နေတဲ့အပိုင်းတစ်ပိုင်းနှစ်ပိုင်းကိုကျွန်တော်ခွဲပြီးပြောချင်တယ်အဲ့လီဗာပူးသိနေတာကောလာဟာလာတွေကဒါကျွန်တော်ပထမအဦးဆုံးကမ်းလှမ်းမှုအနေနဲ့ Florian Risk ကိုကမ်းလှမ်းလိုက်ပြီးဆိုတဲ့ ကောလာဟာလာဆန်ဆန်တဲ့နေ့တောက်လျှောက်ထွက်ပေါ်နေခဲ့ပြီဆိုတဲ့တဲ့နေ့ထွက်ပေါ်လာခဲ့တယ်။အဲ့တော့ဒီကလန်မှုနဲ့ပတ်သက်ပြီးကျွန်တော်ဒီဒီလေးပြောလိုက်အောင်ပြီးရင်ဒါကျွန်တော်ရဲ့အမြင်နဲ့ကျွန်တော်ရဲ့ဒါအက်တော်လေးနည်းနည်းလေးပြောချင်တယ်ပေါ့နော်။အဲ့တော့ လီဗာပူးတင်းနေတဲ့ကျွန်တော်လာမယ့်ညရာဒီမှာဒါကျွန်တော်တို့ရဲ့ကစားသမားအသစ်ဖြစ်လာမယ့် Florian Risk ကိုခုလက်ရှိမှာဒါတခါတဲ့အပိသက်ခေါ်ယူဖို့အတွက်အကြီးစားကြိုးစားနေတယ်မှာပါတယ်အဲ့တော့ဒါဒီပြအာနီစလော့နေတဲ့သူ့ရဲ့ကစားသမားကိုဒါကျွန်တော်ရာသီကြိုခြေစမ်းပွဲစဉ်မတိုင်ခင်သူ့ရဲ့အသစ်မှာဒါရှိနေစေဖို့အတွက်နဲ့ဒီကစားသမားကိုမြင်မြန်ဆက်ဆန်အသင်းနဲ့တူတာ collaborate လုပ်ပေးဖို့အတွက်ဒါကျွန်တော်တို့အာနီစလော့ကအသင်းပိုင်ရှင်တွေကိုတောင်းဆိုထားတယ်အဲ့တော့ Florian Risk ရဲ့အပြောင်းရွှေ့တဲ့တည်ကြတဲ့အတိုင်းပဲဒါ Liverpool စင်နေတဲ့ Euro 350ပတ်ချာလဲဝင်ကျင်ကြပေါင်126တန်းပတ်ချာလဲဝင်ကျင် င်ကြလို့ရှိတယ်။ဒါပေမဲ့ဒီသတင်းတွေကလက်ရှိမှာကောလာဟာလာဆန်ဆန်သာဖြစ်ပြီးတော့လက်ရှိမှာလစ်ဗာပူးအသင်းဘက်ကတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ယူရိုတန်းတရာပတ်ချလဲဝင်ကျင်ကြပဲပေးစီပေးချေလူအကြောင်းကိုသိရတယ်မှာပါ။အဲ့တော့ကောလာဟာလာနောက်ထပ်သတင်းတစ်ခုရဆိုရင်လစ်ဗာပူးအသင်းကဒါကျွန်တော်တို့ Florian Ruiz ရဲ့အပြောင်းအရွှေ့မှာပထမဦးဆုံးအကြိမ်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပြီဖြစ်တယ်။အဲဒီပထမဦးဆုံးကမ်းလှမ်းမှုမှာ Liverpool တင်းကရဒီလို Euro 300တန်းရှိတဲ့ package တွေမှာ bonus အပါပီးကိုဒါကျွန်တော် Euro 330လောက်ဖြစ်သွားနိုင်တဲ့ package တစ်ခုနေနဲ့ Liverpool တင်းကမ်းလှမ်းခဲ့တယ်ဆိုတဲ့ Cola Hala ဆက်ဆံသတင်းတွေထွက်ပေါ်လာခဲ့တယ်။သတင်းတွေအရသိရမယ်ဆိုရင် Liverpool တင်းနဲ့ဒါပေါင် Euro 390 plus 330ဒါကျွန်တော် bonus add on နဲ့ပါညာပါဝင်ပေါ့နော် easy add on ပေါ့နော်ဒါကျွန်တော်လွယ်လွယ်ကူကူနဲ့ရနိုင်မဲ့တာ add on ပုံစံမျိုးကိုဒါ Liverpool တင်းနေနဲ့ထည့်ပြီးခဲ့တယ်လို့သိရတယ်မှာပါအဲ့တော့ Liverpool ရဲ့သမိုင်းတစ်လျှောက်ဒါဟာဈေးကြီးဆုံးခေါ်ယူမှုတစ်ခုဖြစ်လာဖို့အတွက် Liverpool တင်းနေနဲ့ပြင်ဆင်လာခဲ့တယ် Liverpool တင်းနေဒီညမှာဒါကျွန်တော်သိရတော့ပေါ့နော် Florian Risk ကိုရောင်းချတဲ့အပြောင်းအရွှေ့ပြီးရင်တော့တိုက်စင်မှုတစ်ခေါ်ယူမှုတွေဒီနှစ်နွေရာသီမှာစူးစမ်းသွားဖို့မရှိတော့ဘူးလို့ကောလာဟာလာတွေရသိရအဲ့ဒါလေးကိုနောက်မှ add on နဲ့ထပ်ပြီးပြောသွားမှာပေါ့နော်အဲ့တော့လက်ရှိမှာ Liverpool တင်းနေဒါကျွန်တော် Florian Risk ရဲ့အပြောင်းအရွှေ့ကိုအရှိန်ဟုန်မြင့်လောက်ဆောင် ောင်နေတယ်သူတို့နေတာကျွန်တော်တို့အရာသီကျိုးခြေစမ်းပွဲစဉ်တွေမတိုင်ခင်မှာဒီကစားသမောင်းအသင်းမှာတရားဝင်ခေါ်ယူသွားပြီးတော့အသင်းနဲ့အန်ဝင်ဂွင်ကြောင်အာနီစလော့အသင်းနေနဲ့လှုပ်သွားနိုင်ဖို့တော့သူတို့နေအဓိကကြိုးစားနေတယ်အဲ့တော့ Florian Grisk ကိုတိုင်ကလည်းဒါသတင်းတွေအရဆိုရင်တော့ Liverpool အသင်းကိုကောင်းငင်ခဲ့ပြီးဖြစ်ပြီးတော့ပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီမှုလေးရရှိခဲ့ပြီးဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေအဲ့တော့ Liverpool အသင်းဘက်ကတော့ရှင်းတယ်အသင်းနဲ့သင်ကြတာ Liverpoolsin နဲ့ဆွေးနွေးမှုတွေဆက်လက်ပြီးပြုလုပ်နေပြီးဖြစ်ပြီး Liverpool အသင်းရဲ့ပထမဆုံးကမ်းလှမ်းမှုကိုတော့ဒါ Liverpoolsin ဘက်ကနေပယ်ချသွားဖို့ရှိတဲ့ဆွေးသ တင်းတွေတော့ short ထွက်ပေါ်လာခဲ့တယ်။ဒါအအနေဆုံးဒါကျွန်တော် Liverpool စင်ဘက်ကဒါကျွန်တော် Euro 300 base ပေါ့နော်။ဒါပြီးတော့မှ bonus add on ပုံစံမျိုးလိုချင်နေတဲ့ဆိုတဲ့တင်းတွေလည်းတော့ short ထွက်ပေါ်နေတယ်။ Liverpool တင်းတွေဒါကိုဒါအကဲပထမဆုံးအချိန်သာညှင်းပယ်ခဲ့ပြီးနောက်ပိုင်းဖြစ်ခဲ့မယ်ဆိုရင်တော့သူတို့ဒုတိယအချိန်မြောက်ဒါကျွန်တော် Euro 300 Liverpool စင်လိုချင်တဲ့ပုံစံမျိုးကိုဒါ Liverpool တင်းတွေကန့်လန့်သွားဖို့ရှိတယ်။ပေါင်တော့မှဆိုတော့ပေါင်80ပတ်ချာလဲဝင်းညင်ကြားတော့နဲ့ကန့်လန့်သွားဖို့ရှိပြီးဒါကျွန်တော် add on ပါဝင်ဆိုရင်တော့ပေါင်300နီးနီးဖြစ်သွားနိုင်တယ်ဆိုတဲ့တင်းတွေကတော့ short တွေ့ရမယ်တော့ပါတယ်အဲ့တော့တချို့သောကောလာ ဟာလာနောက်ထပ်သတင်းတွေရဆိုရင်လီဗာပူးသင်းတဲ့အခုလက်ရှိမှာဒါလီဗာကူစင်ဘက်ကလူကျင်တဲ့ကစားသမားများရှိမယ်ဆိုရင်တော့ဒီအပြောင်းရွှေ့မှာလည်းဒစစ်ဒီဒါနေနေဒါကျွန်တော်တို့ငွေရော့နေသွားအောင်ထည့်ပေးသွားနိုင်တဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ကောလာဟာလာဒီအခုလက်ရှိဒါကျွန်တော်လီဗာကူစင်ရဲ့သူတို့ရဲ့နောက်ခံကစားသမားဖြစ်တဲ့ဂျိုနသန်တာကိုဟင်ကာပီလက်ထွက်ဖို့အတွက်ရေပန်းစားနေတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့နောက်တန်းကစားသမားခေါ်ယူဖို့အတွက်ရေပန်းစားနေအဲ့တော့လီဗာကူစင်နဲ့အကယ်၍သာလာမယ့်နေရာဒီမှာသူတို့အနေနဲ့နောက်တန်းကစားသမားလူခဲ့မယ်ဆိုရင်တော့လီဗာပူးအသင်းရဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ဂျရက်ခွန်ဇာကိုဒါအပြောင်းရွှေ့ရဲ့ဒစစ်ဒီပိုင်းန ေနဲ့ခေါ်ယူသွားနိုင်မှုတွေစူးစမ်းသွားနိုင်တယ်ဆိုတဲ့ကောလာဟာလာဆန်ဆန်သတင်းထုတ်လိုက်တယ်။လီဗာပူးကဒါမျိုးတော့ကြိုက်တာပေါ့နော်။သူတို့နေခွန်ဆာပလက်စ်ဒါကုနာဘလိုငွေသားတချို့နဲ့ Florian Risk ကိုရခဲ့မယ်ဆိုရင်တော့သူတို့အတွက်ကအပေါင်းလက္ခဏာဆောင်လာနိုင်မယ်လို့မြင်ရတယ်မှာပါ။ဒါဆိုခွန်ဆာကလက်ရှိလာမဲ့နွေရာသီမှာဒါလီဗာပူးအသင်းနဲ့အသင်းကနေရောင်းချသွားဖို့အတွက်ပြင်ဆင်နေပြီးသားဖြစ်တယ်ဆိုတဲ့သတင်းထုတ်လာခဲ့တယ်။နောက်ထပ်ကောလာဟာလာတခုရဆိုရင်ဒါကုနာဘလိုပဲ Florian Risk ရဲ့အကြောင်းအပြောင်းရွှေ့တခုမှာပေါ့နော်။ Harvey Elliott ကိုလည်းဒါကျွန်တော် Liverpool စင်အသင်းနဲ့စိတ်ဝင်စားနေပြီးတော့ Liverpool စင်အသင်းနဲ့ Harvey Elliott ဒါမှမဟုတ် ရက်ခွန်ဇာနှစ်ယောက်ထဲကတစ်ယောက်ကိုလည်းခေါ်ယူသွားနိုင်တယ်ဆိုတော့ကောလာဟာလာဆက်ဆန်သတင်းတွေကိုလည်းထွက်နေတာကိုကျွန်တော်သိရမယ်တဲ့မှာပါအဲ့တော့မီသွပင်ဆိုစီကမဒီအပြောင်းရွှေ့ကလာကျွန်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုကိုလီဗာပူးတင်ကပေါ်ဆောင်နေခဲ့ပြီလီဗာပူးတဲ့ဒီအပြောင်းရွှေ့ကိုတော့ကျွန်တော်ကာလာရှီချဆွဲသွားမှာမဟုတ်ဘူးဆိုပြီးဖာဘီဇိုရိုမာနုကလည်းသူ့ရဲ့ပေါ့ဒ်ကတ်မှာအချင်းချင်းခါခါဒီကိစ္စနဲ့ပတ်သက်ပြီး confirm လုပ်ထားခဲ့ဖြစ်တယ်အဲ့တော့လီဗာပူးတင်ကရှင်းတယ်သူတို့ရဲ့ဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးမြင်းမြန်ဆဆန်အပြီးပြက်မယ်ဖြတ်ပြီးရတော့ခုနကပြောသူတို့အနေနဲ့ကစားသမားအစ်စ်တွေကိုဒါကျွန်တော်ရာသီချိုခြေစမ်းပွဲစဉ်မတိုင် င်မှာအသင်းနဲ့ကိုထည့်ပေးနိုင်မှုအတွက်ကြိုးစားသွားမှာဖြစ်တယ်လို့သိရတယ်မှာပါတယ်။အဲ့ဒါနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုလီဗာပူးတင်ကခုလက်ရှိမှာ Florian Reis ရဲ့အပြောင်းရွှေ့တာပြီးသွားပြီဆိုရင်တော့သူတို့အနေနဲ့တိုက်စစ်မှုတစ်ကိုခေါ်ယူသွားဖို့အနေထားမှာမရှိတော့တဲ့ဒါရင်းထွက်လာခဲ့။အဲ့တော့တချို့ကတော့မှန်းတယ်ပေါ့နော်။ဒါလီဗာပူးတင်နဲ့ဒါကျွန်တော်တို့အာ ဒါဝီစီလူနက်စ်နဲ့ဒါဒီအေဂိုဂျူတာတို့ကိုအသင်းကနေပြီးရောင်းချလိုက်မယ်ဆိုရင်အဲ့ဒီရောင်းချတဲ့ပတ်စံနဲ့တိုက်စစ်မှုတရောင်များပြန်ဝယ်လာမလားဆိုတဲ့သတင်းတွေဒါကြောင့်အကုန်လုံးကမျှော်တယ်ဒါပေမဲ့ဒီသတင်းတွေအရာအခုလက်ရှိနောက်ဆုံး update တွေအရာဆိုတော့ဒါလက်ရှိ Liverpool အသင်းအနေနဲ့ဒါသူတို့ရဲ့ number 1ပြမကအလက်ဇန္ဒားအီဆက်ပေါ့နော်အီဆက်ကိုမရဘူးဆိုသူတို့နည်းခေါ်ယူသွားဖို့တော့ရခိုင်တော့နေတယ်အဲ့တော့ဒီညမှာဘလို့ဖြစ်သွားနိုင်မှာဂျူတာကတော့တေချာတကွာဂျူတာကတော့အသင်းပြောင်းမှုတော့တေချာတယ်ဒါဝီစီလူနက်စ်ရဲ့အပြောင်းအရွှေ့ကဘလို့ဖြစ်မလဲတိတိကျင်တဲ့သဘောမှဖြစ်သွားတာပေါ့နော်အဲ့တော့ နူနက်ရဲ့အပြောင်းရွှေ့ရဲ့ဒစိတ္တိဒါအနေနဲ့ဒါကျွန်တော်တို့လီဗာပူးသင်းကတိုက်စစ်မှုခေါ်ယူဖို့အတွက်စတင်ပြီးပြင်ဆင်ခဲ့တာဒါရာသီစပေါ့နော်ဒါကျွန်တော်တို့ဟိုကျွန်တော်ဒီနှစ်အဲလွန်ခဲ့တဲ့လပိုင်းလောက်ကဒါကျွန်တော်တို့လီဗာပူးသင်းတိုက်စစ်မှုခေါ်ယူမယ်ဆိုတဲ့တဲ့အတွက်အဲ့တော့ဘာလို့ဒီသတင်းထွက်ခဲ့လဲဆိုတော့ဒါဝင်းနူနက်စ်နဲ့ဒါအပြင်ဒါကျွန်တော်တို့ ဒါဒီဂိုဂျူရာတို့ကိုရောင်းချမယ်ဆိုရင်တိုက်စစ်မှုမရှိတော့လီဗာပူးတင်နဲ့တိုက်စစ်မှုတယောက်ကိုခေါ်ယူဖို့အတွက်လီဗာပူးတင်နဲ့ပြင်ဆင်လာမယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်။ဒါပေမဲ့လက်ရှိမှာတည်ကြတယ်မဲ့အလက်ဇန္ဒားအီဆက်ကတော့လာမယ့်နေရာဒီမှာဒါကျွန်တော်ချန်ပီယံလိဝင်ခွင့်ရသွားပြီဖြစ်တဲ့ဒါညူကာဆယ်ယူနိုက်တက်အသစ်မှာပဲဆက်လက်ပြီးနေတော့မှအတွက်ကြောင့်မို့လီဗာပူးတင်ကသူတို့အနေနဲ့ဒါဖစ်တာကာယိုဂရက်စ်တို့ဟျူဂိုအကတိုက်တို့ကိုခေါ်ယူဖို့အတွက်လာမယ့်နေရာဒီမှာကြိုးစားသွားတော့မှမဟုတ်ဘူးလို့သိရတယ်မှာပါ။အဲ့တော့လီဗာပူးတင်ကရှင်းတဲ့အီဆက်ကိုရရင်ရမရဘူးဆိုသူတို့နဲ့တိုက်စစ်မှုပုံစံမျိုးကိုခေါ်သွားမှာမဟုတ်ဘူးလို့သိရတယ်မှာပါ။အဲ့တော့ဖ Florian Risk ကဒီနေ့ရဲ့ဒါ Liverpool သင်းရဲ့ superstar signing တခုဖြစ်လာဖို့ရေးပန်းစားသွားပြီ။အဲ့တော့ Liverpool သင်းကဒီနေ့မှကြည့်ပါပြန်ကြည့်မယ်ဆိုလက်ရှိမှာ Florian Frank Pong ကို Euro 35သန်း40နဲ့ခေါ်ထားတယ်။အခုလက်ရှိမှာဒါ Florian Risk ကိုလည်း Euro 300လောက်နေနေကုန်မယ်။အဲ့တော့ဒီကစားသမား၂ယောက်တင်ုံပဲ Liverpool သင်းက Euro 350လောက်အကုန်ကျခံနိုင်မဲ့အနေအထားမှာရှိ။အဲ့တော့ Liverpool သင်းနဲ့နောက်ထပ်45သန်းလောက်ကလည်း Milo Krakets ရဲ့အပြောင်းရွှေ့တဲ့ကိုသွားဖို့အတွက်ရှေ့ကြောင်းဒီထက်ပိုပြီး Liverpool သင်းနဲ့သုံးဖို့စီစဉ်မရှိဘူး။ Liverpool သင်းရဲ့ဒီနေ့လွေရာတည်းရဲ့ budget က Euro 300နဲ့ပေါင်180နဲ့တန်တရာ 190ပတ်ချလဲဝင်ကြရှိတယ်အဲ့ဒီကစားသမားတွေ၃ယောက်ကလီဗာပူးသင်းရဲ့ဘတ်ဂျက်ကွက်တီအဲ့တော့လူတော်များအမှတ်မှားတာကဒီနေရာမှာအသက်တင်အသုံးစရိတ်ကဒီကျွန်တော်တို့ဒါဝီစီနူးနက်စ်ပဲရောင်းရောင်းဂျိုတာပဲရောင်းရောင်းဒါခုနကပေါ့အသင်းတက်ကိုပြန်ထည့်မှဖြစ်ပေမဲ့ဒီ ရောင်းလို့ရတဲ့ပတ်စံကိုလီဗာပူးကဆက်လက်ပြီးတော့သုံးသွားမှုဘူး။လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့မှာသုံးဝင်သုံးမယ်။ဒါမှမဟုတ်ဒီနွေရာသီမှာသုံးသွားဖို့နေထားမှာဖြစ်ရလီဗာပူးတင်းနဲ့တန်းနေရာသုံးမယ်။တန်းနေရာကမှကစားသမားရောင်းရတဲ့ပတ်စံကိုထပ်ပြီးသုံးသွားဖို့တော့အစီအစဉ်မရှိဘူး။အဲ့တော့တီးရဘက်ကလက်ရှိမှာဒီအေဂိုဂျူတာကိုလီဗာပူးတင်းကလာမယ့်နွေရာသီမှာရောင်းချဖို့အတွက်ပြင်ဆင်နေပြီ။ဒါပြင်ကျွန်တော်တို့ကောလာဟာလာတွေကလီဗာပူးတင်းကတော့သူတို့ရဲ့နောက်ကန်ကစားသမားဂျိုဂူမက်စ်နဲ့ခွန်ဇာနှစ်ယောက်တည်းကတစ်ယောက်ကိုလည်းအသင်းကလည်းရောင်းချသွားဖို့အတွက်ပြင်ဆင်နေပြီလို့သတင်းတွေထွက်ပေါ်လာတယ်မှာအဲ့တော့လီဗာပူးတင်းကလာမယ့်နွေရာသီမှာအဝင်ကြီးပဲမဟုတ်ပဲနဲ့အထွက်မှလည်းအလုပ်ရှုံးမဲ့ ဘောမှာရှိပါတယ်ဒါပြင်ကျွန်တော်တို့သိကြတယ်မဲ့လိဗပူးအသင်းရဲ့ခုလက်ရှိအရန်ကုသမဖြစ်တဲ့ကယ်လဟာကလည်းအသင်းကထွက်ခွာမယ်ဆိုတော့တရားဝင်ဒီဗျူကကြောင့်မလိဗပူးအသင်းဒါကူလည်းအဓိကလှုပ်ဆောင်ရမယ်လို့သိရတယ်မှာပါတော့လိဗပူးအသင်းရဲ့လာမယ့်နေရာဒီမှာတိုက်စစ်မှုစစ်စစ်နေရာတော့ခုလက်ရှိကောလာဟာလာတွေရဆိုရင်တော့ဖတ်မိရတော့ပေါ့နော်လိဗပူးအသင်းနဲ့ဒါကျွန်တော်တို့အလကားရနိုင်မယ့်ဒါကျွန်တော်တို့လိုင်လီရဲ့တိုက်စစ်မှုဖြစ်တဲ့ဂျွန်နသန်ဒေးဗစ်ကိုစိတ်ဝင်စားနေတယ်ဒီစားသမားကိုခေါ်မယ်ဆိုတော့လုခလာစာလို့ပဲပြီးစရာလို့ပြီးတော့အပြောင်းရွှေ့ဈေးကိုပြီးစရာလို့ကြောင့်လိဗပူးအသင်းနဲ့ဒီကိုဂျူတာတာအသင်းကထွက်သွားမယ်ဆိုရင်တော့ possible center forward တယောက် ေနဲ့ဂျိုနသန်ဒေးဗစ်ကိုစိတ်ဝင်စားနေတဲ့တရားဝင်ချင်းကပ်မှုပုံစံပြီးတော့လီဗာပူးအသင်းလှုပ်ထားတာတော့မရှိသေးဘူး။ချယ်ဆီအသင်းကလည်းရှိမှာဂျိုနသန်ဒေးဗစ်ကိုလီဗာပူးအသင်းနဲ့အပြိုင်စိတ်ဝင်စားနေတဲ့ကစားသမားအနေထားမှာရှိရလို့ပဲပြောပြရစေ။အဲ့တော့မီတိုပင်ဆိုစီကမှုအခုလက်ရှိမှာလီဗာပူးအသင်းကတော့လာမယ့်နေရာဒီမှာဒါတော်တော်လေးကိုလှုပ်ရှုံမဲ့အသင်းဖြစ်ပြီးတော့ကစားသမားအပြောင်းအရွှေ့ကိုရေရှည်ပုံစံပဲလုပ်သွားမှာပဲနဲ့အဲဘယ်လိုပြောမလဲ။ အဓိကကတော့ဒါကျွန်တော်တို့ဟိုရာသီကြိုချင်စမ်းပွဲမတိုင်ခင်ပါဒီကစားသမားတွေအပိသက်ခေါ်ယူဖို့အများဆုံးစူးစမ်းတော့မယ်လို့သိရတယ်မှာပါပါတယ်။နောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကျင်းလူဆန်ပေါင်ကူညီလို့ရပါတယ်။မြန်မာပြည်ကလစ်ဖုံမမေ့ကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 တို့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါရ။များများလေးလည်းကလစ်ဖုံမမေ့ကြပါနဲ့။များများကလစ်မှာမြန်မြန်နိုင်အောင်ဖြစ်ပါတယ်။အားလုံးကြိုတူပါတယ်။ကောင်းမွန် ော်နေနေဖြစ်ပါစုံမောင် တောင်းပြီးနေပဲကျွန်တော်တို့နောက်မှာပဲ AAC တွေ့ကြတာပေါ့အားလုံးမကြုံမှာမြန်မာကလစ်ပြကြအောင်ဗျမြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်ဒေဗာပါဗျ